မတော်သက်ရှိကြီးကစားစော်ရီမရှိပဲအနည်းဆုံး၁၀ရက်ကနေတလားရေမရှိပဲ၃ရက်အသက်ရှင်နိုင်သေးမမေအသက်ရှင်နေရတဲ့လေတာမရှိရင်တော့နိုင်ပိုင်းတွင်ပြေဆုံးသွားမှာပါညီလာလာဒီခေါက်မှာတော့တဘာဘဝင်ချင်းနဲ့ဆိုင်ပြီးကဘာကြီးတဲ့အလုံးအင်းငယ်ရှိရဲ့လေးငြိမ်းချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျမတို့ grade 11 e group မှာရှာဖွေဆောင်ထားတဲ့အချက်အလက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျမကတော့ group 1ကိုစာပြီးအနေနဲ့ တင်ဆက်ပေးသွားမယ်နေပဲဖြစ်ပါတယ်။ဇေလူရင်ရန်ကြီးကြောင့်ပြောခြင်းကျမတို့ရဲ့ကဘာကြီးမှာဇေလူကိုဘယ်လိုမျိုးဖွဲ့စည်းထားတယ်လဲဆိုတာကိုပြပြရှင်းပါတယ်။ဇေလူကို အလောင်းငါးလနဲ့ဖွဲ့စည်းထားတာပါ။ exosphere, thermosphere, mesosphere, stratosphere နဲ့ troposphere တို့ပဲဖြစ်ပါတယ်။ exosphere ဒီလွှာကတော့ကမ္ဘာလေတွေရဲ့နောက်ဆုံးနဲ့အပါအဝဆုံးအလွှာဖြစ်ပြီးတော့ကမ္ဘာမြေနဲ့ပြည်ပပအာကာသနဲ့ဖိစက်နေတဲ့အလွှာပါ။ တီးလွှာမှာတော့ hydrogen နဲ့ helium gas တွေအများဆုံးပါဝင်ပါတယ်။တာမိုစဖီးယားတီးလွှာကတော့ exosphere အလွှာရဲ့အောက်မှာရှိတဲ့အလွှာဖြစ်ပြီးတော့အပူချိန်2000ဒီဂရီဆယ်စီယက်အထိမြင့်တဲ့အပူဆုံးအလွှာပါ။ဒီအလွှာမှာ aura လို့ခေါ်တဲ့အဆင့်အလင်းနဲ့နေအများဆုံးဖြစ်တဲ့အလွှာလေးဖြစ်ပါတယ်။ mesosphere ဒီလွာကတော့ကမ္ဘာလေထုရဲ့တုံ့တက်မြောက်အလွှာပါ။ဒီလကအခြားအလွှာရင်းနဲ့မတူဘဲနဲ့အပူချိန်မြင့်တက်မှုမရှိဘဲအမြဲအေးဆက်နေပါတယ် stratosphere ဒီကစားကတော့ကမ္ဘာလေတွေရဲ့နှစ်ထက်မြောက်အလွှာပဲဖြစ်ပါတယ်သူရဲ့ထိကြချက်ကတော့ဒီ stratosphere အလွှာထဲမှာရင်အပေါ်ပိုင်းအောက်ပိုင်းဆိုပြီးတော့အလွှာကိုပြန်လဲခွဲထားခြင်းပဲဖြစ်ပါတယ်ဒါအပြင်ကျမတို့သိကြရဲ့အိုဆုံးမှာကလည်းဒီ stratosphere အလွှာထဲမှာပဲရှိရဖြစ်ပါတယ်။နောက်ဆုံးအလွှာဖြစ်တဲ့ troposphere အလွှာကတော့ကျမတို့ကမ္ဘာမြေနဲ့ပြင်ကနေမြင်နေရတဲ့အလွှာပဲဖြစ်ပါတယ်။ဒီအလွှာမှာတော့အခြားအလွှာတွေထက်ဒဏ်ငွေပေါင်းမှုနှုန်းကပိုပြီးများပါတယ်။ ဝေဒါစနစ်တွေဖြစ်တဲ့မွေးရွာတာလေတိုက်တာစရတွေကလည်းဒီအလွာမှာပဲဖြစ်ပေါ်တာပါဒီအလွာမှာလေရူရဲ့99ရာခိုင်နှုန်းကိုမှတ်ချုပ်ထားပြီးတော့အဓိက major gases အနေနဲ့ပါဝင်တဲ့ဒိန်ငွေတွေကတော့နိုက်ရှိုဂျင်88ရာခိုင်နှုန်းအောက်ဆီဂျင်27ရာခိုင်နှုန်းနဲ့အာဂွန်တန်ရတဲ့တမ93ရာခိုင်နှုန်းလို့ပဲဖြစ်ပါတယ်အခြားသောတန်ငွေ့အနေနဲ့ကတော့ကာဗွန်ဒိုင်အောက်ဆိုက်၊နီယွန်း၊ဟီလီယမ်၊မီသိန်း၊ခရစ်ပတွန်၊ဟိုက်ဒရိုဂျင်နဲ့အိုဇွန်အလားတွေပါဝင်ပါတယ်။ ီတန်းငွေတွေကလေယူထဲမှာတရားရဂိုင်နှုံးသာပါဝင်တဲ့ trace gases တွေလေးဖြစ်ပါတယ်။ဒီတန်းငွေတွေကလေယူထဲမှာဘာတက်ရှိနေကြရလဲဆိုရင်ကျမတို့တက်ရှိပြီတက်ရှိနိုင်ဖို့အပူချိန်ထင်းကြီးဖို့နဲ့နေကလာတဲ့ဆူလာယံဒီတန်းကနေကာဝယ်ပေးဖို့အတွက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတန်းငွေကြောင့်ပဲကျမတို့ရဲ့ကပ္ပကြီးမှာရှိတဲ့လေလူညီညာရှင်တွေကပို့ပြီးတော့ဖြစ်လာရင်ဆိုတာကိုရောသိပါသလား။ ဒါကဘာကိုပြောချင်တာလဲဆိုရင်တော့လေယူထဲမှာရှိတဲ့တန်းငွေတွေကရှိသင့်တဲ့ပမာဏချက်ပိုများလာခဲ့ရင်တော့လေထုကညဉ့်ဉန်းလာပြီးတော့ကဘာကြီးပုံနေမှုကိုဖြစ်လာစေတာပါ။ ီလိုမျိုးဒုံွေတွေကလေရဲမှာရှိတဲ့နေရာကိုင်းလုံးထက်ပိုများလာရတဲ့အကြောင်းရင်းအနေနဲ့အဓိကနှစ်ချက်ရှိပါတယ်။ပထမချက်ကတော့သဘောအဖြစ်စဉ်တွေကြောင့်ဥပမာမိတော်ပောက်ကွဲတာတောင်းမိလောင်တာတဲမွန်နိုင်တိုက်တာစတာတွေကြောင့်ပါ။မိတော်ပောက်ကွဲခြင်းကနေထွက်ပေါ်လာတဲ့ကြီးမားတဲ့ sulfur dioxide, carbon dioxide နဲ့ hydrogen sulfide ဓာတ်ငွေကလေရဲကိုရောက်ရှိပြီးတော့အလေးလိုညင်ရမှုကိုဖြစ်စေရပါတအားတူပဲတောမီလောင်ရင်းကနေတိပင်းနေဆက်ယူထားတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဲမော်ရိုင်းတိုင်းချင်းကနေထွက်လာတဲ့ဖုံမုံနီနောက်ပြီးအပင်နေတတဝါရဲ့တည်ဆုံတဲ့အခါမှာချက်ပေါ်လာတဲ့ gas တွေကလည်းဒီလိုညင်ညင်ကိုဖြစ်စေရပါ ဒုတိယအချက်ကတော့လူသားရေကြောင့်ပဲဖြစ်ပါတယ်။ဥပမာအဖြစ် fossil fuel ကိုမိရှို့တာ၊ကြောင်မိတွေရေနံစရဲ့နောင်စရီကိုမိရှို့တဲ့အခါမှာထွက်လာတဲ့ sulfur တဲ့ဓာတ်ငွေတွေအမိုက်တွေမိရှို့ရခိုင်းထွက်လာတဲ့မိခိုးတွေကလေတွေကိုညဉ့်ညမ်းစေတာ။နောက်တစ်ချက်ကတော့ကားယထားလေညံတွေကိုပုံမှုအတုံးပြမှုများလာရတဲ့၎င်းတို့ကနေထွက်တဲ့မိခိုးငွေတွေကလည်းလေတွေကိုညဉ့်ညမ်းမှုတွေဖြစ်စေရပါတယ်။နောက်တစ်ချက်ကတော့စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ ်ဘုတ်တဆီပေါင်းတဆီဓာတ်မြင့်ဩဇာတွေကထွက်လာတဲ့အမိုနီးယားဓာတ်ငွေတွေကလည်းလေတုအပါအဝင်ဂျီတုဂျီတုကိုပါညဉ့်ဉန်းစေတာနောက်ထပ်လေတုကိုကြီးကြီးမားမားညဉ့်ဉန်းစေတဲ့ချက်ကတော့ဆီယုံတွေကနေထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ထွက်ပေါင်းနေပဲဖြစ်ပါတယ်အထူးသဖြင့်တင်းထက်သဘာဝတံငွေတွေကိုလောင်စာရည်အဖြစ်ပြောင်းလဲတဲ့စက်ရုံတွေကနေထွက်တဲ့မိသိန်းတံငွေတွေကဒေရုကိုပို့ပြီးတော့ညဉ့်ဉန်းစီရ။နောက်တစ်ချက်ကတော့မိုင်းရီတူဖော်ကြီးလုပ်ငန်းတွေကြောင့် ီလိုမျိုးမိုင်းကြီးတွေတုတ်ခွာတဲ့အခါမှာမြေရောက်ကနေတန်းငွေတွေအမုံတွေထွက်လာပြီးတော့လေထုကိုအကြီးရညဉ့်ဉန်းစေပါတယ်ဒီလိုမျိုးလေရုံရင်ရလာခြင်းကြောင့်တဘာဘေးရနေရီဒီကဘာကြီးပေါ်မှာမှီပြီးပြီးနေကြတဲ့တရှိရဲ့အတွက်ဆူဂျူတွေအများအပြားဖြစ်လာစီပါတယ်။တဘာဘေးရနေရင်ဆိုင်တဲ့ဆူဂျူတွေကတော့အစစ်မိုးတွေရသွန်းတာအပူချိန်ကြီးမြမပြီးကဘာကြီးပူနေလာတာအုံဆုံးလာပြီးပါလာတာပင်လေကြီးအပူချိန်ကြီးမြင့်တက်လာပြီးတော့ ုံတိုင်းနေပုံမှုပြင်းထန်လာတာမြေထဲမှာရှိတဲ့အကူချိန်တွေမြင့်တက်လာခြင်းကြောင့်တော်မီရီလောင်းတာဆရာလီကတော့လေရုံညံမှုကြောင့်ဖြစ်တဲ့သဘောဘေးအနေတွေပဲဖြစ်ပါတယ် ။နောက်ထပ်ပေးရနေကတော့ကျမတို့လူသားတွေဒရိတ်ဆန်နေနဲ့အပင်တွေပေါ်မှာတက်ရောက်တဲ့ဆူချိုတွေပဲဖြစ်ပါတယ်။လူသားတွေအတွက်အကြီးမားဆုံးဆူချိုတွေကတော့ရမိုင်းထိကိုင်မှုပဲဖြစ်ပါတယ်။လေရီယမ်မှာပါတဲ့နင်းရက်နဲ့တန်းငွေတွေဖုံးဖုံးတွေကြောင့်တက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်ပွားလာကြပြီးတော့အဆိုးဆုံးကိစ္စယောဂါဖြစ်ပွားမှုထိပါခံစားရနိုင်ပါတယ်။ကိုဝင်ဆောင်မိခင်တွေအတွက်ဆိုရင်ညဉ့်ညမ်းနေ့လေးကိုရှိရှိရတဲ့အတွက်ကြောင့်လာမစီပဲခလေးမွေးတာ၊ကိုင်ပြကြတာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဒါအပြင်လေးလာချက်တွေအရသေရုညညမှုကစိတ်ကြယောဂဖြစ်ချင်းစိတ်တက်ကြမြင်ချင်းနဲ့မျက်ရည်ထိခိုက်ပျက်စီးခြင်းတွေကိုလည်းဖြစ်စေရလို့ဖော်ပြထားပါတယ်။ဒရိစံဒီအတွက်အဓိကဆိုးရိုးတွေကတော့အပင်တွေပျက်စီးလာခြင်းကြောင့်စားနပ်ရိခါတွေမိထိုင်စရာစကြက်မြေတွေရှားပလာခြင်းပဲဖြစ်ပါတယ်။အပင်တွေအတွက်ဆိုးရိုးတွေကတော့ကာဗွန်ဒိုင်အောက်ဆိုက်တန်ခွေတွေလေထဲမှာပုံပုံများပြားလာတဲ့အတက်ကြောင့်သစ်ပင်တွေပျက်စီးလာပြီးအောက်ဆီဂျင်ထုတ်လွှတ်မှုတွေရောနည်းလာတာ။ အဆင်မိုးတွေရွာကြတဲ့အတွက်ကြောင့်နေစီကပျက်စီးပြီးအပင်တွေမရှင်သန်နေတော့တာစတဲ့ဘေးရန်တွေဖြစ်စီပါတယ်။ယခုပြောပြသားတဲ့လေရုံညဉ့်ညဉ့်ကြောင့်ဖြစ်တဲ့ဘေးရန်တွေအပြင်အခြားသောအန္တရာယ်ရှိပြီးဆိုးကျိုးဖြစ်စေတဲ့ဘေးရန်တွေလည်းအများကြီးရှိနေပါသေးတယ်။ဒါကြောင့်ဒီထက်ပိုပြီးဆိုးကျိုးတွေမဖြစ်အောင်လေရုံညဉ့်ညဉ့်မှုကိုလျှော့ချဖို့ထိမ့်သိမ့်ဖို့ကကျမတို့လူသားတအုပ်အပြောက်ရှင်းစီနဲ့သက်ဆိုင်နေတာဝန်ပါ။ ဘယ်လိုမျိုးရှော့ချရမလဲဆိုရင်ဓာတ်ငွေထုတ်လုပ်မှုတွေကိုအတက်နိုင်ဆုံးရှော့ချတာအပင်တွေကိုပုံမိုစိုက်ပြိုးတာကိုယ်ပိုင်အသုံးပြုမှုကိုရှော့ချပြီးတက်နိုင်သလောက်အများသုံးရင်တွေကိုအသုံးပြုတာလာစာအသုံးပြုရတဲ့ဗဟီကယ်ရီအစားစပိန်ကိုအသုံးပြုတာမလိုအပ်တဲ့လက်ရစမီတီတွေလက်စစ်ပစ္စည်းသုံးတွေကိုအသုံးမပြုရင်ပိတ်ထားတာလက်စစ်စွန်းရင်စာဆိုလာဆိုင်ရင်လေဆိုင်ရင်တွေကိုအစားတို့အသုံးပြုတာနောက်တစ်ချက်ကတော့ green building technology ကိုခေါ်တဲ့ modern အဆောက်အဦတွေမှာအပင်တွေကိုထည့်သွင်းစိုက်ပျိုးတာလူရင်းရမ်းမှုနဲ့ပတ်သက်တဲ့အသိပညာပေးသုံးဆောင်မှုတွေကိုမိမိပတ်ဝန်းကျင်မှာပုံမိုလောက်ဆောင်တာနောက်ဆုံးချက်ကတော့အာသုံးလုံးလို့ခေါ်တဲ့ reduce reuse recycle ဆိုတဲ့ဒီလမ်းကိုလိုက်နာဆောင်ရွက်မယ်ဆိုရင်တပြေးပြေးနဲ့လူရင်းညံ့မှုကိုလျှော့ချနိုင်မှာပါကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ရဲ့ထုတ်ပြန်ချက်တွေအရကမ္ဘာပေါ်မှာ လူစယောက်မှာကိုယောက်လောက်ဟာဒေရုရင်ရမှုကြောင့်တိတ်ဆုံးရတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ကျမတို့မြန်မာနိုင်ငံကလည်းကမ္ဘာလေယူညဉ့်ဉန်းမှုနိုင်ငံတွေထဲမှာဆိုလို့ရှိရင်အဆင့်ခွန်မှာရပ်တည်နေပါတယ်။ဒါကြောင့်မလို့ကျမတို့လူတအုပ်ကြီးစီမှာအဖို့ဆဆမနေသင့်ပါဘူး။ကျမတို့ဟာဒီကမ္ဘာမြေကြီးပေါ်မှာမွေးဖွားလာကြတယ်။ဒီကမ္ဘာကြီးကိုပဲအမိပြုပြီးတော့အသက်ရှင်နေထိုင်ရင်ကြရတယ်။ဒါကြောင့်မို့ကဘာကြီးအတွက်ပုံမကောင်းမွန်တဲ့အရာတွေမလုပ်ပေးနိုင်ရင်တော့မှကျမတို့ကိုယ်တိုင်က ကဘာကြီးကိုဖြစ်စည်းနေတဲ့လူသားတယောက်တော့ဖြစ်တင်ပါဘူး